စာပိတ်ခါသူက၁၂ချက်ဖြတ်တယ်ကျွန်တော်တို့ KB လွှဲမယ်ဆိုရင်သူက၁၂ချက်ပဲဖြတ်တယ်ပေါ့နော်ဒါဘန်ဘန်ကိုတိုက်ရိုက်လွှဲတာဖြစ်တဲ့အတွက်ကြောင့်မလို့သူကတစ်ချက်ပူပြီးတော့မှ၁၂ချက်ဖြတ်ပါတယ်ဒီနေ့ကျွန်တော်မိတ်ဆွေတွေကိုဒါမချမ်းရိတ်ကောင်းတဲ့ကနေပြီးတော့မှကျွန်တော်တို့မြန်မာနိုင်ငံကိုပေါ့နော်ဒါဘန်တိုက်ရိုက်ငွေလဲတဲ့နေ့ကိုကျွန်တော်မျှဝေပေးသွားခြင်းပါတယ်အရင်ရက်ကလည်းတောက်လျှောက်လာမေးထားလို့ပေါ့နော်ဘန်အကောင့်ထဲကိုထည့်တာတော့မဟုတ်ဘူး IMB ကလွှဲတယ်လို့မျိုးပဲဒါကျွန်တော်တို့ကုန်းနံပါတ်ပြပြီးတော့မှပတ်ဆက်ဘန်မှာတိုက်ရိုက်ထုတ်လို့ရမယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီနီလန်းလေးကိုမျှဝေပေးသွားမယ်ကျွန်တော်တို့မတီသေးတဲ့ညီကိုတွေပေါ့နော်တေချာလေး းလိုက်ပြီးတော့မှအဲကြည့်ပေးပေါ့နော်ကျွန်တော်တို့မချားထွက်အကောင့်ထဲကိုရောက်ပြီဆိုတာနဲ့ဒီမှာပေါ့နော်ဆန့်ဆိုတဲ့နေရာလေးနှိပ်လိုက်မယ်ထုံးစံတိုင်းပဲဒီမှာ romantic ကိုရွေးပြလိုက်မယ်ပေါ့နော်ဒီနေရာမှာကျွန်တော်တို့ဒါဆက်လက်ဆိုတဲ့နေရာမှာထုံးစံတိုင်းပဲမြန်မာကိုရွေးပြလိုက်မယ်ဒါ KB လွှဲသလိုမျိုးပဲပေါ့နော်အဲဒီမှာနောက်ထပ်ဆက်လက်တစ်ခုမှကြာတော့ကျွန်တော်တို့ KB ကိုမရွေးဘဲနဲ့ဒီမှာပေါ့နော်ကပ်ပေးကတ်ဆိုတာရှိတယ်ပေါ့နော်ဒီကောင်လေးတစ်ချက်ရွေးပြလိုက်ပါ ဒါကျွန်တော်တို့ဒါဘန်ဘန်ပတ်ဆက်ထုတ်တာဗောနော်အပေါ်ကကြတော့ကျွန်တော်တို့ဒီအကောင့်ထဲကိုတိုက်ရိုက်ထည့်တာဗောနော်ကျွန်တော်တို့ကဒါဘန်ငွေထုတ်လဲမှာဖြစ်တဲ့အတွက်ဒီကောင်းလေးဗောနော်ကတ်ပေးကတ်ကိုနှိပ်ပေးလိုက်ပါပြီးရင်တော့ကျွန်တော်တို့ဒီမှာငွေဈေးရင်ဆောင်ဆက်စစ်ကြည့်လိုက်မယ်ဗောနော်တစ်ချက်နှိပ်လိုက်မယ်ဒါဆိုရင်တစ်ထောင်ထဲမှာ40ရှိရယ်ကျွန်တော်တို့ဒါလွှဲမဲ့အမောက်ကိုဗောနော်ဒီဘက်ချမ်းမှာပဲရိုက်ပေးလိုက်မယ်အဲဒါဆိုထည့်လိုက်မယ်ပြီးရင်ဒီမှာကျွန်တော်ဆိုရင်ဒါ9သိန်းလွှဲမယ် အဲဒီမှာပြပေးထားတယ်400နဲ့မှာ80ပေါ့နော်89ပြားဆိုပြီးတော့မှပြပေးထားတယ်ဒါကျွန်တော်လွှဲမဲ့အမောက်ကိုရိုက်လိုက်ထားတယ်ဒီဘက်မှာငွေဈေးရတွက်ပေးတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာနှိမ့်နဲ့ထပ်ပြီးတော့မှသွားလိုက်မယ်ပြီးရင်တော့ဒီအောက်ကကျွန်တော်လွှဲထားတဲ့အဲဒါအရင်လွှဲထားတဲ့အောက်တွေပေါ့နော်ကျွန်တော်တို့ဒီမှာအစ်စ်လွှဲမယ်ဆိုရင်ဒါအောက်ဟာလေးပဲနှိမ့်လိုက်ပေါ့နော်ပေါင်းလေးနှိမ့်လိုက်မယ်ပြီးရင်ဒီမှာကျွန်တော်တို့နံပါတ်ရေးထည့်ပေးမယ်ပေါ့နော် နာမည်ထည့်ပြီးွားပြီဆိုလို့ရှိရင်တော့ကျွန်တော်က relation နေရာမှာကျွန်တော်တို့ဒါမိသားစုဝင်ပေါ့နော် friend မရွေးဘူးကျွန်တော်တို့ဒါမိသားစုပဲရွေးလိုက်မယ်ဒီကောင်လေးရွေးလိုက်မယ်ပေါ့နော်ရွေးပြီးွားရင်ဒါဖုန်းနံပါတ်ကိုတော့ကျွန်တော်မှန်မှန်လေးရိုက်ပြီးတော့มาထည့်ဖို့လိုပါတယ်မြန်မာနိုင်ငံဖုန်းနံပါတ်ကိုကျွန်တော်တို့969နဲ့ထည့်ပြီးတော့มาရိုက်ရပါမယ်ဒါကျွန်တော်ဖုန်းနံပါတ်ထည့်ပြီးွားပြီဆိုရင်တော့ဒီမှာပေါ့နော်နောက်ထပ်အနေနဲ့ထပ်ပြီးတော့มาသွားလိုက်မယ် အဲပြီးရင်တော့ဒီအပေါ်မှာပြပေးထားတယ်ပေါ့နော်အဲဒီကောင်လေးကိုပဲကျွန်တော်တို့ထပ်ပြီးတော့မှဝင်ပေးလိုက်မယ်။ဟောဒီမှာဆလေးလေးပြလာပြီပေါ့နော်အကောင်လေးကိုနှိပ်ပြီးတော့ဂွန်းနေညှိနှိပ်လိုက်မယ်။ Okay ထပ်နှိပ်လိုက်မယ်။ဒီနေရာမှာဒါကျွန်တော်တို့ဘာကြောင့်ပတ်သက်လွှဲရတာလဲပေါ့နော်ဒါလေးတွေကိုသူကထပ်ပြီးတော့မှဖြေခိုင်းနေပေါ့နော်အဲ့တော့ဒီနေရာမှာထုံးစံတိုင်းပဲကျွန်တော်တို့ saving ကိုပဲနှိပ်မယ်။အောက်မှာကြတော့ကျွန်တော်တို့ဒါပတ်သက်ဘလို့ဝင်ထားတယ်ပေါ့နော်။ဒါကကျွန်တော်တို့ salary နဲ့လည်းရွေးလို့ရတယ်ဒီမှာပေါ့နော်။ဒီကျွန်တော်ဒီကောင်လေးပဲရွေးလိုက်မယ်။ ပြီးရင်တော့နိုင်နေပဲထပ်သွားလိုက်မှာပေါ့နော်ဒါဆိုရင်တော့ဒါကျွန်တော်တို့ slip ဖောင်ကြီးကြာလာပြီအဲဒီမှာအောက်ဆုံးမှာဆိုရင်ကျွန်တော်တို့စုစုပေါင်းအဲကျွန်တော်၅သိန်းလွှဲတာကိုဒီမှာပေါ့နော်သူကဒါလွှဲကပေါ့နော်စားပိတ်ကသူက12ချက်ဖြတ်တယ်ကျွန်တော်တို့ KB လွှဲမှာဆိုရင်သူက17ချက်ပဲဖြတ်တယ်ပေါ့နော်ဒါဘန်ဘန်ကိုတိုက်ရိုက်လွှဲတာဖြစ်တဲ့အတွက်ကြောင့်မလို့သူကတစ်ချက်ပူပြီးတော့မှ17ချက်ဖြတ်ပါတယ်ဒီအနီတန်းလေးပြတာတော့ကျွန်တော်တို့စုစုပေါင်းကြားတဲ့ငွေမောက်ပေါ့နော် အားလုံးဒါကျွန်တော်တို့စစ်ပြီးသွားပြီဖုန်းနံပါတ်တွေလည်းမှန်တယ်ပေါ့နော်အကုန်လုံးစစ်ပြီးသွားပြီဆိုရင်တော့ဒီမှာအမှန်ချက်လေးမှာနှိပ်လိုက်မယ်ပေါ့နော်ဒါ agree ဆိုတာနှိပ်မယ်ပြီးရင်ဒီကောင်မိတ်ပေးမှန်းကိုတစ်ချက်ထပ်နှိပ်မယ်ပေါ့နော်ဒီညမှာ ODB code တောင်းပါတယ်ဒါကျွန်တော်တို့ကြလာတဲ့ ODB code ကိုဒီမှာရိုက်ထည့်မယ်ပေါ့နော်ဒါဆိုရင်တော့ဒါကျွန်တော်တို့ပတ်ဆက်လွှဲတာ အောင်မြင်သွားပြီတန်းနှိပ်လိုက်မယ်အဲဒါဆိုရင်တော့ကျွန်တော်တို့ပတ်ဆက်လွဲတာအောင်မြင်သွားပါပြီအဲ့တော့ကျွန်တော်တို့ select လေးကိုလည်းခုနဒါမနိတ်ခင်မှာ screenshot ယူထားလဲရရတယ်မြူးဆိုလဲဒီမှာ history မှာပြန်ကြည့်လိုက်မယ်ပေါ့နော်အဲ့ဆိုရင်ဒါဒီအပေါ်ဆုံးမှာကျွန်တော်လွှဲထားတာဒီမှာ processing ပြနေတယ်တစ်ချက်ဝင်ကြည့်လိုက်မယ်ပေါ့နော်အဲဒါဆိုရင်ဒါကျွန်တော်လွှဲထားတာဒီအပေါ်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ပတ်ဆက်ထုတ်လို့ရမယ်ပင်နံပါတ်အပေါ်မှာရှိပါတယ်ဒါကကျွန်တော်တို့ပတ်ဆက်ထုတ်ရပြဘန်ကိုပြပြီးတော့မှပတ်ဆက်ထုတ်ရမယ်ပင်နံပါတ်ပေါ့နော် ဒီကတော့ဒါကျွန်တော်တို့ရဲ့ select file လေးပါဒီလောက်ဆိုရင်တော့ကျွန်တော်မိတ်ဆွေတွေလည်းဒါကျွန်တော်တို့မချမ်းတွေထဲကနေပြီးတော့မှဒါ မြန်မာနိုင်ငံကိုပေါ့နော်ကျွန်တော်တို့ဗန်တိုက်ရိုက်ပေါ့နော်ငွေလက်တွက်သွားမယ်လို့မျှော်လင့်ပါတယ်။ KB လွှဲတဲ့နှီးကိုမတည်သေးတဲ့နှီးကိုလည်းကျွန်တော်အရှိမပါပေါ့နော် KB လွှဲတဲ့နှီးပြီးလို့လေးတင်ပေးထားပါတယ်။အဲ့မှာသွားပြီးတော့မှကြည့်လို့ရပါတယ်။နောက်ထပ်ပေါ့နော်ကျွန်တော်ဗန်အကောင့်ထဲကိုတိုက်ရိုက်ထည့်တဲ့နှီးကိုတော့ကျွန်တော်နောက်နေ့မှကျွန်တော်တင်ပေးပါမယ်။အဲ့တော့ကြည့်ရှုပေးတဲ့ငွေချင်းတောင်ချီတဲ့နှီးကိုကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော်ကတော့ဇင်ကြီးပါ။နောက်ထပ်ကျွန်တော်တို့သိကျင်တဲ့အကြောင်းအရာလေးရှိရင် comment မှာမေးခဲ့ပေးပါ။နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ။